ားလုံးပဲမင်္ဂလာပါဒီဗီဒီယိုလေးဟာ အခက်အခဲဖြစ်လာတဲ့အခါကိုယ့်အနေနဲ့လက်ပိတ်လာတဲ့အခါဒါမှမဟုတ်လို့ရှိရင်ကံအထောက်ပံ့အားနည်းနေတာဘာလို့လို့အဆင်မပြေတဲ့အခါမှာပြုလုပ်ရမယ်ရည်ရွယ်လေးတွေကိုပြောပြပေးခြင်းဖြစ်ပါတယ်အထူးသဖြင့်ကတော့ဒီဗီဒီယိုဟာတနင်္ဂနွေသားသမီးတွေကိုကိုစားပြုပြီးတော့ပြောမဲ့ဗီဒီယို ဖိုင်လေးဖြစ်ပါတယ်မိတ်ဆွေအားတနင်္ဂနွေသားသမီးတယောက်လည်းဖြစ်တယ်ဗီဒီယိုယုံကြည်မှုလည်းအတိုင်းအတာတစ်ခုရှိမယ် ရတရားပေါ်ယုံကြည်မှုနဲ့အတိုင်းအတာတစ်ခုရှိရဆိုလို့ရှိရင်မိတ်ဆွေဒုက္ခတွေအကြီးကျယ်ရောက်လာတဲ့အခါအဆင်မပြေမှုတွေတွေ့ကြုံလာတဲ့အခါဒီရတရားလေးကိုပြုလုပ်ကြည့်ပါမိတ်ဆွေတို့ကတန်ထောက်ပံ့ကောင်းနေများစွာရရှိလာဖို့အတွက်ဒီရတရားလေးကကိုညီပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဘယ်နေ့ဘယ်ရက်ဘယ်နှခုနှစ်မှာမွေးတဲ့တနင်္ဂနွေသားသမီးမဆုံးဒီရတရားကိုပြုလုပ်မယ်ဆိုပြုလုပ်လို့ရပါတယ်ဒီထဲမှာကျွန်တော်ရတရားပေါင်းများစွာဘာခု6ခုလောက်ကျွန်တော်ပြပြပေးထားပါတယ် အဲ့ဒါတွေအကုန်လုံးလှုပ်ချင်လဲလှုပ်ပါမလှုပ်ချင်လဲကိုယ်နဲ့အဆင်ပြေတဲ့တခုကိုပဲဆွဲဆွဲမြဲမြဲတည်တည်ချာချာလုပ်ဖို့အတွက်လိုအပ်ပါတယ်ကျွန်တော်တို့လူတွေဟာကိစ္စတခုကိုဇက်တက်ဇက်တက်လှုပ်ရတော့မယ်ဆွဲဆွဲမြဲမြဲလှုပ်ရတော့မယ်ဆိုရင်ညီငွေလာတတ်တယ်ပြင်းလာတတ်တယ်ပြက်ကွက်လာတတ်တယ်ဆိုတဲ့သဘောတရားတွေဖြစ်တတ်ပါတယ်ကျင့်စဉ်ဆိုတဲ့သဘောတရားပဲဖြစ်ဖြစ်ဘယ်အရာပဲဖြစ်ဖြစ်လှုပ်ပါများမှထုံပါတယ်ထုံတော့မှခရီးပေါက်ပါ ဒါကြောင့်မလို့မိတ်ဆွေတို့ဥမာကျွန်တော်ဒီထဲမှာပြောနေတဲ့ရည်ရည်ပါဗျာကိုကခက်ခင်းတစ်ကြိမ်လှူလိုက်ရအစင်မပြေဘူးနောက်တစ်ကြိမ်မလှုပ်ချင်တော့ဆိုတော့ဒီခါလေးကျတော့တယောက်နဲ့တယောက်ကံအားဖြင့်မတူဘူးဗျာကံအားဖြင့်မတူဘူးဆိုတာအဲကိုကအများကြီးပြုပြင်ဖို့လိုတယ်သူကနည်းနည်းလေးပြုပြင် तू လှုပ်တယ်အစင်ပြေတယ်ကိုလိုက်လှုပ်တယ်အစင်မပြေဘူးဒါဆိုလို့ချက်ကိုကနောက်ဆုတ်တော့ဆိုတော့ကျွန်တော်ပြောချင်တာကအခုပြောနေတဲ့အရာတွေအကုန်လုံးဟာအကုသို့ရစေတဲ့အကြောင်းတရားဘာတစ်ခုမှမရှိပါဘူး ဒါကြောင့်မလို့မဲရွတ်ရွတ်လှုပ်ဆောင်တဲ့အခါမှာရဲရဲဝံ့ဝံ့လှုပ်ဆောင်လို့ရပါတယ်ဗုဒ္ဓဘာသာတွေအနေနဲ့ပြောတာပေါ့နော်အဲ့တော့ကျွန်တော်စပြောပါမယ်တနင်္ဂနွေသားသမီးတွေပြုလုပ်ရမယ့်နံပါတ်၁ရက်တရားဟာလင်မန်းထဲကိုတဲထဲပါတဲမှုမှုလေးထဲပါပြီးရင်အလဲမှာဖန်ခွက်တစ်ခွက်တင်ပါအဲ့ဖန်ခွက်တွေကိုရေထဲပါပြီးမေမြို့ပဲအဝါရောင်၅ဘွဲ့ဖန်ခွက်တွေကိုစရမှာဖြစ်ပါတယ်ပြီးရင်လင်မန်းရဲ့နှကန်းဘေးပတ်ပတ်လေတွေမှာအမွှေးတိုင်ကိုးတိုင် ထုံးပြီးတော့မျက်စွာဖရားကိုလှူဒန်းပါပြုလို့အမယ်ရက်ကတောက်ကြနေပြုလို့အမှာဖြစ်ပါတယ်အဲ့တော့တောက်ကြနေတိုင်းတောက်ကြနေတိုင်းပြုလို့ခြင်းနေဆိုရင်လည်းပြုလို့လို့ရတယ်တလမတစ်ကြိမ်ပြုလို့ခြင်းလည်းပြုလို့လို့ရပါတယ်ဒါတစ်ခုပေါ့နော်နောက်တစ်ခုကတော့ကိုယ်အနေနဲ့အရန်ခက်ခဲတဲ့အချိန်မပြေမှုတွေကြုံတွေ့လာတဲ့အခါမှာကြာတင်ငန်းဖုံးညို့လှူဒန်းပေးပါအဲ့တော့ကြာတင်ငန်းမဝင်နိုင်ဘူးဆရာကြာတင်ငန်းမရမှာလားကြာတင်ငန်းဆိုရင်တော့ပိုကောင်းတာပေါ့နော် တကယ်လို့မရဘူးဆိုရင်ကျွန်တော်ရိုးရိုးတင်ကန်းလှူဒန်းမယ်ဆိုရင်လည်းလှူဒန်းလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဂန်းကော်အသားနဲ့ဖျားဆင်းလို့တော့ထုမယ်တောက်ကြနေမှာစပြီးတော့အဲ့ဖျားဆင်းလို့တော့ကိုစတင်ပြီးတော့ပူဆောင်မယ်ဥပမာဖျားနေကစားတင်ခြင်းနဲ့ဆိုရင်တောက်ကြနေမှာစပြီးတော့ဖျားနေကစားတင်လို့ပြောခြင်းဖြစ်ပါတယ်အဲ့တော့ဖျားပုံတော်ထုတဲ့အခါမှာတော့ဟိုဒီလက်မတွေညံတော်တွေကတော့ကိုစိတ်ကြိုက်ပါတော့ဟိုပြုလို့လို့ရပါတယ် ဘုရားရှင်တို့တော့ဟိုကျွန်တော်တေးတာတွေကြီးတာလည်းမဆိုင်ပါဘူးအဓိကခန်းကောင်သာစိတ်မယ်ဆိုရင်ရပါလေခန်းကောင်သာ ਨੇ ဘုရားရှင်တို့တော့ကို ထုလုပ်မယ်ပြီးပါရင်တောက်ကြနေမှာစတင်ပြီးတော့ပူဇော်ပါမယ်နော်ပြီးပါရင်ကျွန်တော်တို့ကိုယ်နေတဲ့အခက်အခဲတွေကြုံတွေ့လာတဲ့အခါမှာကျွေးပကံများတဲ့ကိုတရက်တီး6လုံးထည့်ပြီးတော့မျက်စောပြအောင်လှူဒန်းမယ်ဆိုလို့ရှိရင်လည်းကိုယ်တော့ကန်ထောက်ပံ့ကောင်းလို့ရရှိစေပါတယ်ဘယ်လိုအချိန်မျိုးပဲရောက်ရောက်ပါတော့တရက်တီးပေါ်တဲ့အချိန် ဘောတော့တကယ်တည်းအမှဲ့ဖြစ်ဖြစ်အစိမ့်ဖြစ်ဖြစ်ရပါတယ်နော်တကယ်တည်း6ဘောကျွေးပကံပြားလေးထင်မျက်စောပြောင်းလူတန်းမလူတန်းလို့ရတယ်နောက်တစ်ခုကငွေကြေးလေးအကုန်မခံချင်ဘူးပုံမှန်ဆွဆွမြဲမြဲလှုပ်ချင်တယ်ဆိုရင်တော့တနင်္လာနေ့တိုင်းတနင်္လာနေ့တိုင်းမှာမနေ့တစ်ချိန်ညတစ်ချိန်မေတ္တာတုပ်ကျွပင်းချင်းဟာကိုယ့်အတွက်ကန်ထောက်ပတ်လက်လာပါအများကြီးဖွင့်စေပါတယ်အဲ့တော့ကျွန်တော်အခုပြောလိုက်တဲ့ယေဒီယာတွေကအများကြီးပဲမိတ်ဆွေရင်အဲ့တော့မိတ်ဆွေအစဉ်ပြေတဲ့အရာတစ်ခုခုတော့၎င်း မိတ်ဆွေကြုံကြိုက်လာတဲ့အခါမှာပြုလုပ်ချင်လို့တော့၎င်းဆွဲဆွဲမြဲမြဲပြုလုပ်ချင်တော့၎င်းပြုလုပ်မယ်ဆိုရင်ပြုလုပ်လို့ရပါတယ်နောက်ထပ်တနင်္လာအင်္ဂါဘရုကြာပြီတောက်ကြဆိုတဲ့နေသားတွေကိုဆက်လက်ပြီးတော့ပြောကြားပေးသွားမယ်ဒီနေ့ကတော့တနင်္ဂနွေသားသမီးတွေအတွက်ကို UTV ပြောခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးဒုက္ခရောက်နေတဲ့မိတ်ဆွေအပေါင်းအမြန်ဆုံးဒုက္ခတွေကနေလွတ်မြောက်ပြီးချမ်းသာခြင်းအောင်မြင်ခြင်းအရာရာကိုပိုင်ဆိုင်နိုင်တဲ့လူသားတွေဖြစ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပန်နေတယ်ပဲ ကျွန်တော်ဆရာဇော်ရင်တော်အဘမင်းတင်ကရဲ့တပည့်လက်ကိုဆက်တာပါခင်ဗျာ